အားလုံးပဲမင်္ဂလာပါကွယ်တားတို့တမီးတို့ရေဒီချဲကတော့ပတ္တမရန်ပထဝီဝင်ဘာသာကိုသင်ကြားပေးမယ်ဒီချဲမို့ပဲဖြစ်ပါတယ်တားတို့တမီးတို့ကိုဒီချဲကဒီနေ့အခန်းနှင်းလူမှုရေးပထဝီဝင်မြန်မာနိုင်ငံ၏လူမှုရေးပထဝီဝင်မှသင်ကားစာ၃ဖြစ်တဲ့မြန်မာနိုင်ငံ၏တိုင်းသားလူမျိုးများနှင့်ယဉ်ကျေးမှုဓလေ့ထုံးစံအကြောင်းကိုသင်ကြားပေးမှာပဲဖြစ်ပါတယ် တော့ဒီချေတို့မြန်မာနိုင်ငံကြီးရဲ့အကျယ်ဝင်းကိုအရင်ဆုံးကြည့်ရအောင်เนาะအဲမြန်မာနိုင်ငံရဲ့အကျယ်ဝင်းဟာ6သိန်း9000 6589 student kilometer ရှိတယ်။သူက student mile နဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဘာဖြစ်လဲ2သိန်း6000 1228 student mile ကျယ်ဝင်းနေဆိုတာဒါတို့သမီးတို့လည်းသိပြီးဖြစ်ပါတယ်เนาะဟုတ်ပြီမြန်မာနိုင်ငံမှာအကြီးကတိုင်းသားလူမျိုး10မျိုးရှိတယ်လူမျိုးပေါင်း100ရှိတယ်ဆိုတာเนาะစက္ကမရန်တို့က ဒါသားတို့သမီးတို့သိရှိခဲ့ပြီးဖြစ်တယ်နော်အဲ့တော့တီချာတို့ဆက်ပြီးတော့တိုင်းသားတွေရဲ့အကြောင်းကိုလေ့လာကြရအောင်နော်ဟုတ်ပြီမြန်မာနိုင်ငံဟာအရှိနဲ့အနောက်938ကီလိုမီတာဟောတောင်နဲ့မြောက်ကြတော့ဘာဖြစ်လဲ2052ကီလိုမီတာကျယ်ဝန်းနေအဘာသာစကားဒလိထုံးစံအထိုက်လျောက်ကွဲပြားခြားနားတယ်မတူဘူးနော်တနေရာနဲ့တနေရာအမှတိုင်းသားတွေရှိမယ်ကချင်ကယား ကရင်ချင်း၊ဗမာမွန်၊ရခိုင်ရှမ်းရယ်ဆိုပြီးတော့တိုင်းသား၈မျိုးရှိတယ်။အဲ့ထဲမှာမှလူမျိုးစုပေါင်းကဘယ်လောက်ရှိတယ်ဆိုတရာကျော်ရှိတယ်ဆိုတာကိုလေ့လာတွေ့ရှိရမှာဖြစ်တယ်နော်။အဲ့တော့ပထမအောင်ဆုံးတီချေတို့ကချင်လူမျိုးတွေရဲ့အကြောင်းကိုပထမအောင်ဆုံးလေ့လာကြည့်ကြမယ်။ကဲကချင်လူမျိုးအကြောင်းကြည့်မယ်ဆိုရင် ကချင်တိုင်းသားလူမျိုးတွေကမျိုးနွယ်စု၁၂မျိုးရှိရယ်နော်။ဘာကြီးလဲ။ကချင်၊တကုံ၊တလောင်၊ဂျိန်ဖော့၊ဂေါ်ရီ၊ခကူ၊ဒူယင်း မရှူသူ့ကိုလော်ဂီလို့လည်းခေါ်တယ်နော်ယဝံလက်ရှိသူ့ကိုကြတော့လာချစ်လို့လည်းခေါ်တယ်အကီးနဲ့လီဆူးဆိုပြီးတော့မျိုးနယ်စု12မျိုးရှိတယ်ဆိုတာကိုလီလာတွေ့ရှိရမယ်သူတို့ဗမာနေလဲကချင်ပြည်နယ်မှာအများဆုံးနေတာပေါ့ဟုတ်ပြီပြီးတော့စကိုင်းတိုင်းဒေသကြီးရဲ့မြောက်ပိုင်းမှာလည်းရှိတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်းရှိတယ်သူတို့ကပြန့်နှံ့ပြီးတော့နေထိုင်ကြတာအော်2014ခုနှစ်မှာဒီချေရိုကောက်ခဲ့တဲ့တကောင်ဆင်းအရာလူကြီးဟာတိကျသမား6-9တန်းရှိတယ်ဆိုတာကိုတာရုသမီးတို့ နေလာတွေ့ရှိရမှာဖြစ်တယ်။အဲတော့ဒီချေလို့ကြည့်မယ်ဆိုရင်ကချင်လူမျိုးအများစုဟာခရိယန်ဘာသာကိုကိုးကွယ်ကြတယ်။နောက်တခြားဘာသာနဲ့နှက်ကိုးကွယ်မှုတွေလည်းရှိတယ်။အများအားဖြင့်သူတို့ကတောင်ပေါ်ဒေသတွေမှာနေထိုင်ကြတာဖြစ်တယ်။ဒါကြောင့်မလို့တောင်ရစိုက်ပျိုးရေးကိုသူတို့ကအဓိကလုပ်ကင်ကြတယ်။ဟောမြေပြတ်မှာနေထိုင်တဲ့သူတွေကကြတော့ဘာလို့လဲ။လေယာလုပ်ငန်းကိုလုပ်ကင်ကြတယ်။ကချင်လူမျိုးတွေရဲ့ထင်ရှားတဲ့သဘာဝအမှတ်လက္ခဏာဘာလဲ။ခါကာပရာစီတောင်ဖြစ်ပါတယ်နော်။ ဒါကသားလူသမီးတို့လည်းကြားဖို့ကြမှာပါဟုတ်ပြီကချင်လူမျိုးတွေရဲ့ရိုးရာအိမ်ပုံစံကတူညီတယ်နော်ထူးခြားတာဘာဖြစ်လဲဘေးနိုင်ရန်ကိုသူတို့ကစောင်းပြီးတော့စောက်လုပ်ထားတာဖြစ်တယ်နော်ဟောအိမ်အမိုးတွေကိုတက်ငယ်စည်းတွေနဲ့မိုးထားတယ်နော်အိမ်ဥခန်းဧကန်မိမပြိုခန်းမိဖို့ခန်းနဲ့နတ်ဆရာအခန်းဆိုပြီးတော့အခန်းတွေရှိတယ်အခန်းတိုင်းမှာမိဖို့ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ အေးတဲ့ဒေတာဖြစ်တယ်အေးတဲ့အရာဖြစ်လို့အခန်းတိုင်းမှာသူတို့ကဆိုရှင်မိဘုံလေးတွေထားရှိတာကိုတွေ့ရမှာဖြစ်တယ်နော်ဟုတ်ပြီမနှောပိုင်းနဲ့မနှောကနော်မနှောဆိုတာကချင်လူမျိုးတွေရဲ့ထင်ရှားတဲ့ရှေးအကျဆုံးတော့ရိုးရပွဲတော့ဖြစ်တယ်သူကတနေရာနဲ့တနေရာနော်မတူပေမဲ့ဒေတာတစ်ခုလုံးနဲ့သက်ဆိုင်တဲ့ရိုးရပွဲတော့ဖြစ်တယ် ကျင်းပတဲ့အချိန်ဆိုလို့ရှိရင်သူက၄ရက်ကနေ၈ရက်လောက်ကြီးကိုကြားရဲဆိုတာဒီချက်အနေနဲ့ဘုဒ္ဓတာအနေနဲ့ပြောပြတာဖြစ်တယ်နော်ဟုတ်ပြီနောက်တစ်ခါကချင်လူမျိုးတွေရဲ့နော်ဒုတိယပစ္စည်းကိုရှိမယ်ဆိုလို့ရှိရင်နှစ်ဖက်ပိတ်စည်းရရှိမယ်ဟောမောင်းကြီးရှိမယ်အိုးစီရှိရှိတယ်ကျွဲကျုံနဲ့လှုပ်ထားတဲ့ခရာဒါသူတို့ကချင်လူမျိုးတွေရဲ့ထင်ရှားတဲ့ဒုတိယပစ္စည်းတွေပဲဖြစ်ပါတယ်နော်မျိုးနွယ်စုလိုက်ရင်ကျင်းမှုရှိမယ်ဘာသာစကားရှိတယ်ဒိဋ္ဌိထုံးစံနေ ဝစ်စားစီရင်ပုံတွေဟာဒေတာလိုက်မတူဘူး၊ကွဲပြားတယ်ဆိုတာကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။အဲ့တော့တီချာတို့ကရားလူမျိုးအကြောင်းကိုဆက်ပြီးတော့လေ့လာကြည့်အောင်နော်။ကရားလူမျိုးကရားတိုင်းသားလူမျိုးတွေကကြတော့ကရားစရိန်၊ကယံ၊ဗရောင်လို့လည်းခေါ်တယ်နော်။ဂေခို၊ဂေပါ၊ပယေ၊ကယောလို့လည်းခေါ်တယ်သူ။မနုမနောပင်ရင်တလဲရင်ဖော်ဆိုပြီးတော့မျိုးနွယ်စုကသူဟာ၉မျိုးရှိတယ်။သူတို့ဟာဆိုလို့ရှိရင်ဗမာနေလေ အများဆုံးကြားပြည်နယ်မှာနေထိုင်တာဟုတ်ပြီနော်ပြောဆိုတဲ့စကားတွေကကြတော့ကွဲပြားတယ်ကြားပြည်နယ်အပြင်ဗမာနေကြသည်လေရှမ်းပြည်နယ်ဖေခုံမြို့နယ်နဲ့နော်ပဲခူးတိုင်းတောင်ငုံမြို့နယ်တို့မှာလည်းအနှင်းငယ်နေထိုင်နေဆိုတာကိုသားတို့သမီးတို့လ ీల တွေ့ရှိရမှာဖြစ်တယ်နော်ဟုတ်ပြီအဲ့တော့ကြားပြည်နယ်မှာဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်နော်သားတို့သမီးတို့ဘာတွေကိုတွေ့ရမလဲနော်2014ခုနှစ်သကောင်စင်းအရာ လူကြီးဘယ်လောက်ရှိလဲ။တုံညာတက်တမ၃တန်းခန့်ရှိတယ်။ကြားလူမျိုးအများစုပါဆိုလို့ရှိရင်ဗုဒ္ဓဘာသာကိုအများဆုံးကိုးကွယ်တယ်။သူတို့ဒေသမှာနတ်ကိုးကွယ်တဲ့လူတွေလည်းရှိတယ်။ခရစ်ယာန်ဘာသာကိုးကွယ်တဲ့လူတွေလည်းရှိတယ်။နောက်တခြားဘာသာကိုးကွယ်လူတွေလည်းရှိတယ်။နော်။ကြားလူမျိုးတွေကဘာလုပ်လဲ။တောင်ရလုပ်ငန်းလုပ်ကင်းအဲ့အပြင်ကိုမလုပ်သေးနဲ့လေရစိုက်ပျိုးရေးတွေဥယျာဉ်ခြံစိုက်ပျိုးရေးတွေအဲ့ဒါတွေကိုလုတ်ကင်ကြတယ် ူတို့နောက်ပြီးတော့အမဲလိုက်ချင်းလှုပ်တယ်ငါးဖန်းလုပ်ငန်းစိုက်ပျိုးရင်းနဲ့သူကတွဲဖဲပြီးတော့လုပ်ကိုင်းတယ်သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေပဲဖြစ်တယ်နော်ဟုတ်ပြီအဲ့တော့ teacher တို့ဆက်ပြီးကြည့်မယ်ဆိုရင်ကြားလူမျိုးတွေထင်ရှားတဲ့သဘာဝအမှတ်လက္ခဏာပါလဲတောင်ကွဲစီဒီဒီပြန်ကလူတွေတွားပြီးတော့ဖူမျောကြတဲ့တောင်ကွဲစီဒီဟာထင်ရှားတဲ့သဘာဝအမှတ်လက္ခဏာဖြစ်တယ်နောက်တစ်ခါကြားလူမျိုးတွေရဲ့နေအိမ်ကိုကြည့်မယ်ဆိုရင်ခြေတန်းရှိအိမ်တွေဖြစ်တယ်။နော်။ထီချိုးဘိုးပွဲခေါ် တခွန်နိုင်ပွဲနော်သူကတခွန်နိုင်ပွဲတော့ထင်ရှားတယ်နော်သူတို့ဒေတာမှာဆိုလို့ရှိရင်ရာသီဥတုကောင်းမွန်ဖို့စီးပွားရေးကောင်းမွန်ဖို့နော်ဆူတောင်းတဲ့ပွဲဖြစ်တယ်နော်ဒီကူးလို့ခေါ်တဲ့ကောင်းရင်းထုတ်ပွဲတော့အဲ့ဒါတွေကထင်ရှားတဲ့ကြားလူမျိုးတွေရဲ့ပွဲတော်တွေပဲဖြစ်ပါတယ်ဖားစီကထင်ရှားတယ်နောက်တခါဖားစီတို့အိုးစီတို့ဘုံမောင်းကြီးเนาะနောက်ပြီးတော့ မောင်းငယ်အဲ့ဒါတွေကကရားလူမျိုးတွေထင်ရှားတဲ့ဒုရိယပစ္စည်းတွေပဲဖြစ်တယ်ဆိုတာကိုဒါတို့သမီးတို့မှတ်သားနိုင်တယ်။နောက်တစ်ခါမျိုးနွယ်စုအလိုက်ရင်ကျင်းမှုတွေမတူဘူး။ဘာသာစကားတွေလည်းမတူဘူး။ဓလိထုံးစံဝတ်စားတာလည်းမတူဘူး။ဝတ်စားစင်ရင်ပုံမတူသလိုပြောဆိုတဲ့စကားတွေကလည်းဒေတာတစ်ခုနဲ့တစ်ခုမတူပဲ၊ကွဲပြားတယ်ဆိုတာကိုလေးလာတွေ့ရှိကြရမှာဖြစ်ပါတယ်။အဲ့တော့ဒီချေတို့ကရင်လူမျိုးတွေအကြောင်းကိုဆက်ပြီးတော့လေးလာကြည့်အောင်နော်။ ကရင်တိုင်းသားလူမျိုးတွေမှာလည်းဆိုလို့ရှိရင်မျိုးနွယ်စု17မျိုးရှိတယ်။ဒီမှာ၄လည်းကရင်ကရင်ဖြူပလေကြီးကလေချီလို့လည်းခေါ်တယ်နော်သူနောက်တစ်ခါမွန်ကရင်သကောကရင်အဲကလေပွားပကူဘွဲ့မော်နီပွားမူပွားဘိုးကရင်ဆိုပြီးတော့မျိုးနွယ်စုဟာသူက17မျိုးတောင်ရှိတယ်နော်သူတို့ကပမာဏီလဲကရင်ပြည်နယ်မှာအများဆုံးနေထိုင်တယ်သူတို့ကနောက်ပြီးတော့ မြေဝကျွန်မဒေသမှာလည်းနေတယ်နောက်တစ်ခါပဲခူးရိုးမတောင်ပေါ်ဒေသတွေမှာလည်းနေတယ်မွန်ပြည်နယ်စစ်တောင်းမြေဝန်ဒေသရှမ်းပြည်နယ်တန်လင်းမြေဝန်ဒေသဆိုပြီးသူတို့ကပြန့်နှံ့ပြီးတော့နေထိုင်တာဖြစ်တယ်တနေရာထဲမှာမဟုတ်ပါဘူးเนาะပြန့်နှံ့ပြီးတော့နေထိုင်ကြတယ်စကားကွဲအုပ်စုငယ်တွေရှိတယ်ပါတယ်လေသူတို့ဆိုရှင်စဝစကောကင်အုပ်စုရှိုးပိုးကင်အုပ်စုဘွက်ကင်အုပ်စု ပကူးကင်အုပ်စုဆိုပြီးတော့စကားခွဲအုပ်စုငယ်တွေရှိရဆိုတာကိုလည်းသားတို့သမီးတို့လေ့လာတွေ့ရှိနိုင်တယ်။ဟောတီချာတို့ကောက်ယူခဲ့တဲ့2014ခုနှစ်သကောင်စင်းအရာလူကြီးဘလောက်ရှိလဲဆိုရှင်တစ်တသမ9ခွန်တန်းခန့်ရှိရဆိုတာကိုလေ့လာတွေ့ရှိကြရမှာဖြစ်ပါတယ်။ကရင်လူမျိုးအများစုကိုကြည့်မယ်ဆိုရင်ခရီးယန်ဘာသာကိုးကွယ်ကြတာကိုတွေ့ရမှာဖြစ်တယ်။ဗုဒ္ဓဘာသာကိုးကွယ်တဲ့လူလည်းရှိတယ်၊နတ်ကိုးကွယ်တဲ့လူတွေလည်းရှိတယ်။အခြားဘာသာကိုးကွယ်မှုတွေလည်းရှိရဆိုတာကိုလေ့လာတွေ့ရှိရမှာဖြစ်တယ်နော်။ ဲ့တော့အများအဖြစ်ဘာတွေလုပ်လဲတောင်ယာတွေလုပ်တယ်လေယာတွေလုပ်တယ်ဥယျာဉ်ခြံစိုက်ပျိုးတွေလုပ်တယ်နောက်ပြီးတော့သူတို့ကဘာလဲမွေးမြူရေးကိုလည်းအဲ့ဒီလုပ်ငန်းတွေနဲ့အတူတူတွဲဖက်ပြီးတော့လုပ်ကင်ရတယ်ဆိုတာကိုဒီချေတို့လေ့လာတွေ့ရှိကြရတာဖြစ်တယ်အဲ့တော့ဒီချေတို့ကရင်မျိုးတွေရဲ့နော်ထင်ရှားတဲ့သဘာဝအမှန်လက္ခဏာကိုကြည့်မယ်ဆိုရင်ဟောဇွဲကပင်တောင်ကြီးပဲဖြစ်တယ်နော်ဟုတ်ပြီနော်သူတို့ရဲ့နေတဲ့အိမ်ပုံစံအားလည်းပဲဟိုမှာကြည့်မယ်ဆိုရင်ခြေတန်းရှိအိမ်ပုံစံတွေဖြစ်တယ် ်ကောက်တစ်စားပွဲတော့ကင်းလူမျိုးတွေရဲ့ရိုးရာပွဲဖြစ်တယ်။ဒုံရင်အကဒုံရင်အကဆိုရှင်ဒီမှာကြည့်မယ်နော်။ဟုတ်ပြီအရန်ကိုဘာဖြစ်လဲပျော်ရွှင်မျိုးရစရာကောင်းတယ်ဒုံရင်အကထင်ရှားတယ်နော်။ဖားစီဘုံကျွဲကျူအဲ့ဒါတွေကဘာလဲကင်းလူမျိုးတွေရဲ့ထင်ရှားတယ်သူတို့ရဲ့တူရိယာပစ္စည်းတွေပဲဖြစ်တယ်နော်။မျိုးနယ်စုလိုက်သူတို့မှလည်းယဉ်ကျေးမှုရှိတယ်။ပြောဆိုတဲ့ဘာသာစကားတွေကလည်း မတနည်းနဲ့တနည်းမတူဒလိထုံးစံနေရလဲမတူဝစ်စားစင်ရင်ဘုံပြောဆိုစကားတွေဟာဘာဖြစ်လဲသူနေထိုင်တဲ့ဒေတာအလိုက်ဘာဖြစ်လဲကွဲပြားတယ်ဆိုတာကိုလ ీల တွေ့ရှိရတာဖြစ်ပါတယ်เนาะဟုတ်ပြီအဲ့တော့ဒီချေလို့ဆက်ပြီးတော့ချင်းလူမျိုးချင်းလူမျိုးရဲ့အကြောင်းကိုဒီချေလို့ဆက်ပြီးလ ీల ကြည့်အောင်เนาะချင်းတိုင်းသားလူမျိုးတွေမှာဆိုလို့ရှိရင်เนาะမျိုးနယ်စု53မျိုးရှိတယ်ချင်းလူမျိုးတွေဗမာညီလဲဟောချင်းပြည်နယ်အဲ့မှာအများဆုံးနေတယ် ဗမာနေသေးလဲဟောမှာကြည့်မယ်ရခိုင်ရိုးမှာအပခုတ်ကူမင်းမူဒေတာနော်ကလေးမျိုးနဲ့ပတ်ဝန်းကျင်နေမှာလဲသူကပြန့်နှံ့ပြီးတော့နေထိုင်ကြတယ်တောင်တွင်းကြီးမျိုးရဲ့တောင်ဘက်မှာလဲအနေငယ်ရှိတယ်ဘာသာစကားပမာမူတည်ပြီးတော့သူကကွဲပြားတယ်။ဘာလို့လဲ။ခွဲခြားနိုင်တယ်။မြောက်ပိုင်းချင်းတောင်ပိုင်းချင်းနဲ့အလဲပိုင်းချင်းဆိုပြီးတော့သူမှာအုပ်စုသုံးစုခွဲခြားနိုင်တာကိုတွေ့ရမှာဖြစ်တယ်။အော်သူနေထိုင်တဲ့ဒေသတွေကိုလိုက်ပြီးတော့တခါခွဲတယ်။တိတိချင်း ဖလန်းချင်းဟာခါချင်းမင်းတက်ချင်းမဒူပေချင်းကံပက်လက်ချင်းပလဝချင်းနဲ့မြေပြန့်ချင်းသူကိုအရှုချင်းလို့လည်းခေါ်တယ်အဲ့လိုမျိုးပြန်ပြီးတော့ခွဲခြားခေါ်ဝေါ်ကြတယ်နော်ဒီချေတော့ကောက်ယူခဲ့တဲ့2014ခုနှစ်သကောင်စင်းရာချင်းပြည်နယ်မှာဆိုရှင်လူဦးရာတုံညတက်တမ48တန်းခန့်ရှိရဆိုတာကိုလေးလာမှတားရမှာဖြစ်တယ်เนาะအဲ့တော့ဒီချေတော့ဆက်ပြီးတော့ချင်းပြည်နယ်ရဲ့အကြောင်းကိုကြည့်ကြရအောင်เนาะချင်းပြည်နယ်မှာဆိုလို့ရှိရင်ခရီးယန်ဘာသာကို နော်ကိုးကွယ်တယ်နောက်တစ်ခါဗုဒ္ဓဘာသာနတ်ကိုးကွယ်မှုတွေလည်းရှိတယ်အခြားဘာသာကိုးကွယ်မှုတွေလည်းရှိတယ်ဟောတောင်ယာနော်တောင်ယာလုတ်ကင်စားတော့ကြတယ်တချို့နေရာတွေမှာကျတော့လေယာဥယျာဉ်တွေကိုလုတ်ကင်တာကိုတွေ့ရမှာဖြစ်တယ်ဟောရိရေကန်တောင်ဇလပန်ဒါရီယာဆိုလို့ရှိရင်ချင်းလူမျိုးတွေရဲ့အရန်ကိုထင်ရှားတဲ့သဘာဝအမှတ်လက္ခဏာဖြစ်တယ်နော်။နော်ချင်းလူမျိုးတွေအိမ်ကိုကြည့်မှဆိုရင်ခြေတန်းရှိအိမ်ကြီး။ဟောနှာခမ်းကြီးလည်းပါတယ် နော်ချင်းလူမျိုးတွေဆိုရှင်သူတို့မှာခွာရုံပွဲဆိုပြီးတော့ထင်ရှားတဲ့ရိုးရဓလိပွဲလမ်းတစ်ပင်ရှိတယ်နော်ဝညာအကဟောထင်ရှားတဲ့အကဖြစ်တယ်နော်ချင်းလူမျိုးတွေရဲ့တူရိယာတွေကိုကြည့်မယ်ဆိုရင်ဘာတွေလဲဟောချင်းလူမျိုးတွေမှာနနောက်ကျူစီခရာမောင်လင်းကွင်းဝါပလွေစင်ပလွေနှစ်ဖက်ပိတ်ဘုံဆိုပြီးတော့သူမှာတူရိယာပစ္စည်းတွေရှိတယ်ဟောမျိုးနွယ်စုလိုက်ရင်ကျင်းမှု ရှိတယ်။ဘာသာစကားတွေရှိတယ်။ဒလိထုံးစံတွေရှိတယ်။ဝစ်စားစီရင်ပုံနော်အဲ့ဒါတွေပြောဆိုတဲ့စကားတွေဟာတဏှာနဲ့တဏှာမတူဘူး။ဒေတာလိုက်ကွဲပြားတယ်ဆိုတာချင်းလူမျိုးတွေရဲ့အကြောင်းကိုလေ့လာရင်းနဲ့တွေ့ရှိကြရမှာဖြစ်ပါတယ်။အဲ့တော့ဒီချေတို့ဆက်ပြီးတော့ဗမာလူမျိုးတွေရဲ့အကြောင်းကို ကြည့်ကြရအောင်နော်။ဗမာလူမျိုးဗမာတိုင်းသားလူမျိုးတွေမှာဆိုလို့ရှိရင်ဗမာတော်ဝဲမြိတ်ရောရပိန်း กระดูตู้ข่มกู้เลยแหละขอเลยเนาะกะนันสะลงมงผ่นรู้แหละขอเลยဆိုပြီးတော့မျိုးနွယ်စု၉မျိုးရှိတယ်ဗမာမှာเนาะဗမာလူမျိုးတွေကဗမာနေလေနေရအနှံ့မှာရှိတယ်နေရအနှံ့ပြားမှာနေကြတယ်ဒဝဲမြိတ်စလုံးအဲ့မျိုးနွယ်စုတွေကကြတော့တနင်္လာရီတိုင်းဒေသကြီးဟောရောကဒူးတွေကြတော့ဗမာနေလေစကိုင်းတိုင်းဒေသကြီးမှာနေတယ်ဒီချက်တော့ကောက်ယူခဲ့တဲ့၂၀၁၄ခုနှစ်တကောင်ဆင်းကိုကြည့်မယ်ဆိုလို့ရှိရင်လူကြီးက 36တသမ39တန်းခန့်ရှိတယ်ဆိုတာကိုလီလာမှသားရမှာဖြစ်ပါတယ်။ဗမာလူမျိုးတွေရာဆိုရှင်အများဆုံးဗုဒ္ဓဘာသာကိုကိုးကွယ်ကြတယ်။အခြားဘာသာနဲ့နှက်ကိုးကွယ်မှုတွေလည်းရှိတယ်ဆိုတာကိုမှသားရမှာဖြစ်ပါတယ်နော်။အဲ့တော့ဒီချက်ဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှင်မြေပြန့်ဒေသတွေမှာကြတော့လေယာကိုင်းကျွတ်လုပ်ငန်းတွေလုပ်ကိုင်းခြင်း၊တောင်ပေါ်ဒေသတွေမှာကြတော့ဘာဖြစ်လဲ။တောင်ရလုပ်ငန်းလုပ်ကိုင်းတယ်။ရကန်းရလုပ်တယ်၊ရေလုပ်ငန်းတွေလုပ်ကိုင်းတယ်။ကမ္ဘာတတိယအကြီးဆုံးနဲ့ မင်းခွန်ကောင်းလောင်ကြီးတတိယအကြီးဆုံးသောဖြစ်တဲ့မင်းခွန်ကောင်းလောင်ကြီးကဗမာလူမျိုးတွေထင်ရှားတယ်အမှတ်သားဖြစ်တယ်ဆိုတာကိုသာရသမီးတို့မှတ်သားရမှာဖြစ်ပါတယ်ဟုတ်ပြီဗမာလူမျိုးတွေရဲ့အိမ်ပုံစံကမတူညီကြအောင်နော်များသောအားဖြင့်ဗမာလူမျိုးတွေရဲ့နေအိမ်ဟာဖျားကန်းရှိမင်းဧကန်းရှိမင်းမိဘဧကန်းရှိမင်းသာသမီဧကန်းရှိတယ်ပြီးတော့မိဖို့ခန်းအဲ့ဒါကကြတော့တီးခြားထားလေးရှိတယ်နော် စလုံးမျိုးနွယ်စု နော်ဗမာလူမျိုးတွေမှာပါဝင်နေသူကရေငုတ်ကျွမ်းကျင်နေသူကရေလုံငန်းနဲ့အသက်မွေးရကြတယ်နော်သူကဗမာနေဆိုရင်လှေပေါ်မှာနေထိုင်ကြတာဖြစ်တယ်နော်ဟုတ်ပြီအဲ့တော့ကျေုပ်ဆက်ပြီးတော့ကြည့်ကြရအောင်နော်ဆလုံလူမျိုးတွေအရဆိုလို့ရှိရင်မြန်မာနိုင်ငံကိုအစောဆုံးဝင်ရောက်နေထိုင်ကြတဲ့သူတွေဖြစ်တယ်သူတို့ကိုမော်ကင်းလို့လည်းခေါ်ဆိုကြတယ်ဆိုတာမှတ်သားနိုင်ပါတယ်နော်အဲ့တော့ဒီကျေုပ်ဆက်ပြီးကြည့်မယ်ဟိုတကြံပွဲတော့တရင်ချွပွဲတော့အလွန်ပျော်စရာကောင်းတဲ့ပွဲတွေဖြစ်ပါတယ်เนาะဆန်းလာရသည့်ပွဲတော်တွေလည်း နော်ဟုတ်ပြီစလုံတို့ရဲ့ရိုးရာနတ်စားပွဲရတယ်ဘာဖြစ်လဲထင်ရှားတယ်ရိုးရာပွဲဖြစ်တယ်ဗမာလူမျိုးတွေရဲ့အကတွေကြည့်မယ်ဆိုရင်ဒါတို့သမီးတို့မြင်မှုကြတယ်တပင်နိုင်အကအပြူတော်အကတဝဲရင်အကဟောဒီအကတွေရာဆိုရှင်ထင်ရှားတယ်ဆိုင်ဝိုင်းပတလာဆောင်ဗမာလူမျိုးတွေရဲ့ကျူရီယာပစ္စည်းတွေမှာပါဝင်တယ်မျိုးနယ်စုလိုက်လဲသူကယဉ်ကျေးမှုတွေဘာသာစကားတွေဓလိထုံးစံတွေဝတ်စားစီရင်ပုံတွေ ပြီးတော့ပြောဆိုတဲ့စကားတွေကလည်းဒေတာလိုက်꿰ပြားတယ်ဆိုတာလေ့လာတွေ့ရှိကြရမှာဖြစ်ပါတယ်เนาะအဲ့ဒီချေတို့ဆက်ပြီးတော့မွန်လူမျိုးတွေအကြောင်းကိုဆက်ပြီးတော့ကြည့်ကြရအောင်เนาะမွန်လူမျိုးမွန်တိုင်းသားလူမျိုးတွေเนาะမျိုးနွယ်စုသူကတော့တမျိုးပဲရှိတယ်เนาะတမျိုးပဲရှိတယ်ဘာလူမျိုးလဲမွန်လူမျိုးဖြစ်ပါတယ်သူတို့ကမွန်ပြည်နယ်မှာအများဆုံးနေထိုင်ကြတယ်တွေ့တယ်เนาะ ုတ်ပြီးဗမာနေသေးလဲကင်ပြည်နယ်တောင်ပိုင်းမှာလည်းနေတယ်ဘကိုးတိုင်းဒေသကြီးရဲ့ပတ်ဝန်းကျင်မှာလည်းသူတို့ရှိတယ်အနှဲငယ်စီနေထိုင်ကြတာပေါ့နော်ဒီရှေလိုကောက်ယူခဲ့တဲ့2014ခုနှစ်တကောင်စင်းအရာတော့လူကြီးဟာနှစ်သက်သမ3ည5တန်းခန့်ရှိရဆိုတာကို လေးလာတွေ့ရှိရတယ်ဟုတ်ပြီနော်ဗုဒ္ဓဘာသာအများဆုံးကိုးကွယ်တဲ့တခြားဘာသာနဲ့ညက်ကိုးကွယ်တဲ့သူတွေလည်းရှိတယ်နော်။ကဲသူတို့ရဲ့အသက်မူဟန်းအကြောင်းကိုကြည့်မယ်။ လေယာဥယျာဉ်စိုက်ပျိုးခြင်းတွေကိုသူတို့အဓိကထားပြီးတော့လုပ်ကင်နေရကန်းနဲ့ဆက်မှုလုပ်ငန်းတွေလည်းလုပ်ကင်နေဟောကြိုက်ကြီးရောဖေဟာကြိုက်ကြီးရောစီဒီဖေဟာဆိုလို့ရှိရင်မွန်လူမျိုးတွေထင်ရှားတယ်အမတ်သားတစ်ခုဖြစ်တယ်ငယ်ငယ်ရက်ကတွားရောက်ပြီးဖူးမြော်ကြီးညူကြရတယ်ကြိုက်ကြီးရောစီဒီဖေဟာကြီးဖြစ်ပါတယ်နော်ဟုတ်ပြီမွန်လူမျိုးတွေရဲ့အိမ်ကိုကြည့်လိုက်မယ်ဟော ခြေတန်းရှိအိမ်ကြီးဖြစ်တယ်နော်သူကတကားကကြတော့၃ပေါက်ပါတယ် ပေမတကားပေါက်ကြည့်ရဆိုလို့ရှိရင်အလှလုတ်တဲ့အခါတန်ဃာတော်တွေဝင်ရအတွက်ပြုလုပ်ထားခြင်းဖြစ်တယ်။ဟောဒုတိယတကားပေါက်ကကြတော့ဧည့်သည်တွေဝင်ရဖြစ်တယ်။တတိယတကားပေါက်ကြည့်ရကြတော့ဘာဖြစ်လဲ။အင်ရှင်တွေဝင်ရဆိုပြီးတော့သူကအိမ်မှာဆိုလို့ရှိရင်တကားသုံးပေါက်ထားတာကိုမှတ်သားရမှာဖြစ်တယ်နော်။အိမ်တိုင်းမှာဆိုလို့ရှိရင်နတ်တိုင်းတွေရှိရဆိုတာကိုလည်းတွေ့ရတယ်။ဟုတ်ပြီနော်။ဒီလိုပွဲတော်တွေကိုဆက်ပြီးကြည့်ရအောင်နော်။ဟောသတင်းချွတ်လာစမ်းမှကျင်းပတဲ့ သဲပုံစီဒီပွဲတော်ဆိုတာမွန်လူမျိုးတွေရဲ့ထင်ရှားတဲ့ရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ်နော်သူတို့မှလည်းအကလေးတွေရှိတယ်ဗာလဲဟင်းသာအကမိချောင်းတူရိယာနော်လာချန်းဆောင်တူရိယာဟိုပတ်တလားတို့ကဆိုလို့ရှိရင်မွန်လူမျိုးတွေရဲ့ထင်ရှားတဲ့အကနဲ့ဂီတတူရိယာပစ္စည်းများဖြစ်တယ်ဆိုတာလည်လာမှသားကြာမှဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့တော့ဒီချေတို့ဆက်ပြီးတော့ရခိုင်လူမျိုးတွေရဲ့အကြောင်းကိုလည်လာကြအောင်နော်ဟုတ်ပြီရခိုင်လူမျိုး ရခိုင်လူမျိုးတွေတိုင်းရင်းသားတွေอ่ะဆိုရှင်ရခိုင်၊ကမန်၊ကမွေ၊ဒိုင်းနဲ့မရမကြီးမျိုးတက်ဆိုပြီးတော့လူမျိုးပဏ္ဏမျိုးရှိတယ်ဆိုပြီးမျိုးနယ်စုခုနှစ်ခုနှစ်မျိုးရှိတယ်ဆိုတာကိုမှတ်သားမှာဖြစ်တယ်။ရခိုင်လူမျိုးတွေဟောရခိုင်ပြည်နယ်မှာအများဆုံးနေထိုင်ပါတယ်။2014ခုနှစ်တကောင်စင်းရသူတို့ကလူရေ3တသမ7.9တန်းခန့်ရှိတယ်ဆိုတာကိုတွေ့ရမှာဖြစ်တယ်။နော်ရခိုင်လူမျိုးအများစုကဗုဒ္ဓဘာသာကိုကိုးကွယ်ကြတယ် အခြားဘာသာကူးကွယ်မှုတွေလည်းရှိရဆိုတာကိုမှတ်သားကြရမယ်နော်ဟုတ်ပြီသူတို့ရဲ့အဓိကအသက်မူဝမ်းကြောင်းလုပ်ငန်းဆိုစိုက်ပျိုးရေးဖြစ်တယ်နော်ကန်ယူရန်ဒေတာမှာရေလုပ်ငန်းတွေလုတ်ကင်ကြတဲ့အပြင်ဘာလို့ဒီလဲရခိုင်ပြည်နယ်မှာရကန်းလုပ်ငန်းကလည်းထွန်ကားတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်နော်ဟုတ်ပြီရခိုင်လူမျိုးတွေထင်ရှားရဲ့အမှတ်သားကပါလဲထွန်ကသိန်းဘရိုးတော်ကြီးနဲ့ဗျာဆိုတာပဲဖြစ်တယ်ညီငင်ကိုကြည့်မယ်ဆိုရင်ခြေတန်ရှိအိမ်ကြီးပဲဖြစ်တယ်နော်ဟုတ်ပြီရခိုင်တကြံပွဲတော်လေပြိုင်ပွဲ ယထာဆွဲပွဲအဲ့ဒါတွေကထင်ရှားတယ်ဟိုရခိုင်ပင်ညာဆိုလို့ရှိရင်เนาะကရမက်ညတ်တဘျူညတ်တန်နီဆိုတဲ့အမွှေးညံ့တာတွေကိုအလူတစ်ဖက်လောက်ရှိရကြောက်ပြင်းကြီးဒီမှာတခါလေးယောက်ျားလေးအမျိုးသားမျိုးသမီးတွေးကြတယ်ပြောရှင်စရာအမတန်ကောင်းတယ်။နော်လှေကြီးထဲမှာရေတွေထည့်ပြီးတော့မျက်နှာချင်းဆိုင်တစ်ဖက်နဲ့တစ်ဖက်ရေတွေပက်ကြတာဘုဒ္ဓတအနေနဲ့ချေပြောပြတာပေါ့နော်။နောက်ပြီးတော့ရခိုင်လူမျိုးတွေမှာဆိုလို့ရှိရင်ကျင်အားကစားနဲ့စီမီခွဲအကဆိုတာရှိတယ်။အမတန်ထင်ရှားပါတယ်။ ဟုတ်ပြီနော်ရခိုင်စီတော့ပလွေခယူသင်းဒါပါတွေလေရခိုင်မျိုးတွေရဲ့ဂီတာတူရိယာပစ္စည်းရဖြစ်တယ်နော်မျိုးနယ်စုလိုက်ရင်ကျိမှုရှိတယ်ဘာသာစကားတလိထုံစံဝစ်စားစီရင်ပုံပြောဆိုတဲ့စကားတွေရတယ်သူတို့ဒေတာတစ်ခုနဲ့တစ်ခုမတူဘူးကွဲပြားတယ်ဆိုတာကိုဒီရှေတို့လေ့လာတွေ့ရှိကြရမှာဖြစ်တယ်နော်ဟုတ်ပြီအဲ့တော့ဒီရှေတို့ဆက်ပြီးတော့ရှမ်းလူမျိုးတွေရဲ့အကြောင်းကိုကြည့်ကြရအောင်နော်ရှမ်းတိုင်းသားလူမျိုးတွေမှာဆိုလို့ရှိရင်မျိုးနယ်စုက 33မြို့ရှိတယ်။ဟုတ်ပြီနော်။သူတို့ဗမာနေလဲရှမ်းပြည်နယ်မှာအများဆုံးနေတယ်။အချင်းနည်းမြေအထက်ပိုင်းခန်းနီးနော်ကချင်ပြည်နယ်ခန်းနီးလုံးဒေသအမိုးညင်းမိုးကောင်းအိတ်ဒေသတွေမှာလည်းသူတို့ကနေထိုင်ကြသေးတယ်။2014ခုနှစ်မှာတီရှေတို့ကောက်ယူခဲ့တဲ့သကောင်စင်းအရာသူကလူကြီးက9တက်သမ8နှစ်တန်းရှိရဆိုတာကိုမှတ်သားကြရတယ်။ရှမ်းလူမျိုးအများစုကဘာကိုကိုးကွယ်လဲဗုဒ္ဓဘာသာကိုအများဆုံးကိုးကွယ်တာ တခြားဘာသာနဲ့နှက်ကိုကကိုးကွယ်မှုတွေလည်းသူတို့မှာရှိတယ်။အော်တောင်ရစိုက်ပျိုးရေးတွေလုတ်ကိုင်းနေ။ဦးရင်ချန်စိုက်ပျိုးရေးတွေလုတ်ကိုင်းနေ။မြင်းကြီးလွင်ပြင်းတွေမှာကြတော့ဘာဖြစ်လဲ။လေယာစိုက်ပျိုးရေးလုပ်ငန်းတွေကိုလုတ်ကိုင်းကြတယ်။ဒါအပြင်ဘာလုတ်သေးလဲ။ရကန်းလုပ်ငန်းရှိတဲ့မိုင်းကင်စက်ကူလုပ်ငန်းတွေလည်းသူတို့လုတ်ကိုင်းကြတယ်နော်။ချင်းရှားတဲ့တဘာဝအမှတ်လက္ခဏာကတော့ဟောအင်းလေးကန်ကြီးပဲဖြစ်ပါတယ်နော်။နော်တအားတမီးတို့ရောက်ဖူးကြမယ်ထင်ရှားပါတယ်နော်ရှမ်းမြို့ရဲ့နေအိမ်ကလည်းဘာဖြစ်လဲဟောရှေးရန်ရှိအိမ်ကြီးပဲဖြစ်ကြတယ် ဟုတ်ပြီနော်ဒီ shadow 8တော့အင်းလေးဖောင်တော်ဦးပွဲနဲ့မီးပုံမြန်ပွဲဆိုတာကြားဖို့ကြမှာပါနော်အရန်ကို ထင်ရှားပြီးတော့အရန်ကိုစီကားတဲ့ပွဲတော်တွေပဲဖြစ်ပါတယ်နော်ရှမ်းမြုံးတဲ့စူရီယာဆိုလို့ရှိရင်တိုနီယာအကရှိမယ်ရှမ်းဦးစီ အကရှိမယ်နောက်တစ်ခါရှမ်းတိုင်းအကအိတ်ကတွေကထင်ရှားတယ်နော်အိုးစီတွေမောင်းနေသူတို့ကဗာလဲရှမ်းလူမျိုးတွေရဲ့တူရိယာပစ္စည်းတွေပဲဖြစ်တယ်မြို့နယ်စုအလိုက်နဲ့ယဉ်ကျေးမှုရှိတယ် ဘာသာစကားရှိတယ်။ဒလိထုံးစံနေရှိတယ်။ဝတ်စားစီရင်ပုံပြောဆိုတဲ့စကားတွေဟာတဏျာနဲ့တဏျာမတူဘူးเนาะ။ဒေတာလိုက်ကွဲပြားတယ်ဆိုတာကိုသားတို့သမီးတို့အနေနဲ့ဒါလေ့လာတွေ့ရှိမှတ်သားနိုင်ပါတယ်เนาะ။အဲ့တော့တီချာတို့ဒီသင်ခန်းစာကိုအခုလေ့လာခဲ့တဲ့အခါမှာအဓိကချက်တွေဘာတွေနဲ့တွေ့ရလဲကြည့်အောင်เนาะ။မြန်မာနိုင်ငံရဲ့အကျယ်ဝန်းရာဆိုလို့ရှိရင်6သိန်း9000 6000 958 student kilometer ရှိတယ် နော်စတရီယာမိုင်အားဖြင့်2,6000 1228စတရီယာမိုင်ရှိတယ်ဆိုတာကိုမှတ်သားရတယ်နော်။ဟောကချင်၊ကယား၊ကရင်၊ချင်းဗမာမွန်ရခိုင်ရှမ်းရယ်ဆိုပြီးတော့အဓိကတိုင်းသား10မျိုးရှိတယ်။အဲ့ဒီမှာမှမျိုးနွယ်စုနော်လူမျိုးစုပေါင်းက100ကျော်ရှိတယ်ဆိုတာကိုလည်းသားတို့သမီးတို့အဓိကချက်ထဲမှာမှတ်သားလိုက်ရပြီ။နော်ကချင်လူမျိုးတွေမျိုးနွယ်စုဘယ်လောက်ရှိတယ်။အဲလူမျိုးစု12မျိုးရှိတယ်။ သဘာဝအမှတ်လက္ခဏာကတော့ခါကာပိုရာစီတောင် ဖြစ်တယ်ဆိုတဲ့အဓိကချက်ကိုရရှိကြတယ်။ကြားလူမျိုးကိုကြည့်တဲ့အခါမှာလည်းမျိုးနယ်စု၉မျိုးရှိတယ်။တောင်ခွဲစီတီထင်ရှားတယ်ဆိုတာလေသားတို့တမီတို့မှတ်သားလိုက်ရပြီနော်။ကရင်လူမျိုးတွေကိုကြည့်တဲ့အခါကျတော့မျိုးနယ်စု၁၁မျိုးရှိရနော်။ဇွဲကပင်တောင်အဲအဲ့ဒီတောင်ကဆိုလို့ရှိရင်ကရင်လူမျိုးတွေရဲ့ထင်ရှားတဲ့သဘာဝအမှတ်လက္ခဏာဖြစ်တယ်ဆိုတာကိုလည်း လေ့လာမှတ်သားခဲ့ရတယ်နော်ဟုတ်ပြီနော်ချင်းလူမျိုးကိုကြည့်တဲ့အခါကျတော့မျိုးနွယ်စုသူက53မျိုးတောင်ရှိတယ်ရိရေခံထင်ရှားတယ်ဆိုတာကိုလည်းတာရသမီးတို့လေ့လာတွေ့ရှိခဲ့ရပြီးအော်ဗမာလူမျိုးမျိုးနွယ်စု6မျိုးရှိတယ်ကဘာမှာကဘာတတိယအကြီးဆုံးဖြစ်တဲ့မင်းကွန်ခေါင်းလောင်ကြီးထင်ရှားတယ်ဆိုတာကိုလည်းလေ့လာမှတ်သားခဲ့ရပါတယ်နော်ဟုတ်ပြီအကျော်တီချေတို့ဆက်ပြီးတော့ဘာတွေတွေ့သေးလဲဘာတွေကိုအဓိကချက်နေနဲ့မှတ်သားခဲ့ရသေးလဲ ့မွန်လူမျိုးမွန်လူမျိုးတွေအရဆိုလို့ရှိရင်မျိုးနယ်စုထူးထူးခြားခြားတမျိုးတည်းပဲရှိတယ်။ဒါအဓိကချက်အနေနဲ့မှတ်သားရတယ်။သူရဲ့ထင်ရှားတဲ့အမှတ်သားကဘာလဲ?တိုက်ချီယိုဖျားဖြစ်တယ်။နော်တိုက်ချီယိုဖျားဖြစ်တယ်ဆိုတာကိုမှတ်သားခဲ့ရတယ်။ရခိုင်လူမျိုးတွေအရကြတော့မျိုးနယ်စု9မျိုးရှိတယ်။ထင်ရှားတဲ့အမှတ်သားကဘာလဲ?ထုံကသိန်းဘရိုးတော်ဖြစ်တယ်။ရှမ်းလူမျိုးတွေမှာမြို့နယ်စု33မျိုးရှိတယ်။ထင်ရှားတဲ့သဘာဝအမှတ်လက္ခဏာပါလဲ အင်းလေးကံဖြစ်တယ်ဆိုတာနော်တိုင်းသားတွေတူးချင်းစီတမျိုးချင်းစီရဲ့အကြောင်းမှာထင်ရှားတဲ့အချက်တည်းနော်အဓိကချက်တည်းကိုရရှိခဲ့ကြပါပြီနော်ကဲသားတို့သမီးတို့ရေဒီချက်ဒီနေ့တင် जा ပေးခဲ့တဲ့သင်ခန်းစာလေးကတော့အခန်းနှင်းလူမျိုးရေးပထဝီဝင်မြန်မာနိုင်ငံလူမျိုးရေးပထဝီဝင်ပါနော်သင်ခန်းစာ၃ဖြစ်တဲ့မြန်မာနိုင်ငံကြီးတိုင်းသားလူမျိုးများနေရင်ချင်းမှုဓလိထုံးစံအကြောင်းပဲဖြစ်ပါတယ်နော်အဲ့တော့ဒီချက်ဒီနေ့တင် जा ပေးခဲ့တာလေးကိုသားတို့သမီးတို့အနေနဲ့အားလုံးလည်း နားလေသဘောပေါက်ကြလိမ့်မယ်လို့ဒီချင်မျှော်လင့်ပါတယ်။နောက်လာမယ့်သင်ခန်းစာတွေမှာလည်းဒီချင်နဲ့ပြန်တွေ့ကြမယ်နော်။